အားလုံးပဲမင်္ဂလာပါဗမ်းမီရှယ်ရင်မှာပြန်လည်ကြိုကြပါရခင်ဗျာငပြန်တလဲဘုံလုံးတလဲဖြစ်နေတဲ့စကိုင်းတိုင်းထေကစစ်ရိတ်ခြေနေကိုပြောပြလာတဲ့ကိုထူးမောင်ရဲ့ဗီဒီယိုကိုပြန်လည်မျှဝေပေးလိုက်ပါရခင်ဗျာစကိုင်းတိုင်းရဲ့လက်ရှိစစ်ရိတ်အခြေအနေကတော့အကြံဖက် PDF တွေကအားတာရင်အလေးတာရင်ချောင်မြောင်းတိုက်ခိုက်ဖို့အခွင့်ရေးရရင်တမရစစ်ကြောင်းတွေကိုတိုက်ခိုက်လိုက် တမလို့စေချောင်းတွေကလည်းနေမီရှင်းလေးဆောင်ရွက်တဲ့အချိန်အကျန်းဖက်သမားတွေစုပွဲနေရာတွေကိုတရင်ရရှိရင်လက်ဥမှုရယူတိုက်ခိုက်တာတွေဖြစ်တဲ့အတွက်အကျန်းဖက်သမားတွေထိခိုက်သေးဆုံးမှုများလိုက်တဲ့သခိုင်းနှိုင်းရဲ့စစ်ရေးအခြေအနေကတော့ငပြန်တလဲဘုံလုံးတလဲဖြစ်ခဲ့ပါတယ်။သခိုင်းနှိုင်းဆိုတာကနာမခါတိုင်းရဲ့လက်အောက်ခံနေမီကန်တရင်တပ်ဖွဲ့တွေရှိတဲ့အတွက်ပြီးခဲ့တဲ့ဒီတာဝန်ရှိသူတွေလက်ထက်မှာလိုအပ်ချက်လေးတွေရှိလာခဲ့တာကြောင့်စစ်ရေးအခြေအနေနဲ့ဒီတရင်ကွင်းဆက်မှာပြတ်တောက်မှုတွေရှိနေတယ်ဆိုတဲ့သဘောမျိုးလည်းမြင်တွေ့ရပါတယ်။ ဒါပေမဲ့လည်းလက်ရှိစကိုင်းတိုင်းကစီးရေးအခြေအနေကိုပြန်ကြည့်ရင်တော့ဒီစကိုင်းတိုင်းထဲမှာရှိနေတဲ့စကိုင်းရွှေဘူဝက်လက်အပါဝင်စကိုင်းတိုင်းအထက်ပိုင်းစကိုင်းတိုင်းအနောက်ပိုင်းနဲ့စကိုင်းတိုင်းတောင်ပိုင်း AR မြင်းနဲ့မန္တလေးတိုင်းအစပ်မှာရှိနေတဲ့ PDF တွေကပုံစံမတူဘဲနဲ့စီးရေးလှုပ်ရှားမှုတွေပြုလုပ်လျက်ရှိပြီးတော့တမရဘက်ကလည်းလက်အုပ်မှုရယူတိုက်ခိုက်တာတွေကိုမျက်ချိမပြဲစောင့်ကြည့်ပြီးဆောင်ရွက်လျက်ရှိပါတယ်ဒီထက်ကနေမှာအခုဒီနိုဝင်ဘာလကုန်နဲ့ဒီဇင်ဘာလဆန်းထဲမှာပဲ အန်ယူဂျီလက်အောက်ခံစကိုင်းမှာရှိနေတဲ့ PDF တွေရဲ့စုဖွဲ့လှုပ်ရှားမှုတွေကိုပြန်ကြည့်ရင်မန်လေးစကိုင်းရွှေဘုံမြကြီးနားလမ်းမမှာရှိတဲ့တပ်မတော်စစ်ကြောင်းတွေကိုအကြမ်းဖက်သမားတွေကလက်အုပ်မှုရယူတိုက်ခိုက်မှုလည်းပြုလုပ်ခဲ့ပါတယ်။အမှန်မှာလည်းမိုးကုတ်မိုးမေကိုတပ်မတော်ကပြန်လည်ထိန်းချုပ်ပြီးတဲ့နောက်မောင်းထုတ်ခံရတဲ့အညာသောတောသား PDF တွေကဒီတကောင်တွင်းငယ်လမ်းပိုင်းကနေတဆင်စကိုင်းတိုင်းတွေကိုဝင်ရောက်လာကြတာတွေရှိတယ်။စင်ကူးကနေတဆင်တစ်ဖက်ကရွှေဘုံကြောင်မြောင်းဘက်ကိုဝင်ရောက်လာကြတာတွေလည်းရှိပါတယ်။ဆိုတော့စကိုင်းတိုင်းတွေကစီးအခြေအနေကတော့ဥတဲ့လူတွေ့ကြီးဆိုတဲ့ပုံစံမျိုးဖြစ်နေပါတယ်။ ဒါပေမဲ့ဒီရပိုင်တမလို့စစ်ကြောင်းတွေရဲ့စီးရေးလှူရှာမှုတွေကိုပြန်ကြည့်ရင်တော့ချုံခိုတိုက်ခိုက်မှုတွေဖြစ်ခဲ့ပြီးတဲ့နောက်ကောင်တာပြန်ဝင်လာနိုင်တာကိုလည်းတွေ့ရတယ်။ဒါ့အပြင်အမဟာတိုင်မှုအစ်စ်တာဝန်ထမ်းဆောင်ပြီးတဲ့အချိန်ကစပြီးတော့ဒီစကိုင်းတိုင်းထဲမှာရှိနေတဲ့တချို့သောစစ်ရေးအခြေအနေလေးတွေကလည်းပြန်လည်ပြီးတော့အားကောင်းလာတယ်။ဒီကတိုင်ရင်တက်ဖွဲ့တွေနဲ့သတိစင်စင်မှုမှလည်းချိတ်ဆက်မှုတွေပြန်လည်ရရှိလာတာကိုမြင်တွေ့ရပါတယ်။ဒါအပြင်ဂျမ်းမက်သမားတွေရဲ့ချုံကိုတိုက်ခိုက်မှုတွေဂျာဖြတ်တိုက်ခိုက်မှုတွေခံခဲ့ရမယ်ဆိုရင်လေချက်ချင်းဆိုသလိုကောင်တာပြန်ဝင်လာနိုင်တဲ့အခြေအနေမျိုးကိုမြင်တွေ့ရတဲ့အတွက် ဒီလက်ရှိဇကိုင်းတိုင်းရဲ့စစ်ရေးအခြေအနေမှာတော့တမရဘက်ကအတက်ဘက်ကိုပြန်ရောက်လာတယ်လို့ဆိုရမှာဖြစ်ပြီးအကြဘက်ကိုရောက်ရှိနေတဲ့ PDF တွေကတော့တစ်ဖက်ကလည်းရေတော်မြေဖြတ်တောက်ခံနေရတယ်တစ်ဖက်ကလည်းစစ်ပေးရှောင် PDF ဘဝကိုရောက်ရှိနေကြတဲ့သူတွေကကြောက်လန့်တကြမျက်လုံးပြူမျက်စံပြူနဲ့ဇကိုင်းတိုင်းတွေကိုခိုးဝင်နေကြတဲ့အခြေအနေမျိုးတွေလည်းမြင်တွေ့ရပါတယ်ဆိုတော့ဒီရဲ့ပိုင်းကတမရစစ်ကြောင်းနဲ့ချုံကိုတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ကိုတစ်ချက်ပြန်ကြည့်ရင်တော့ဒီနိုဝင်ဘာ 22ရက်နေ့25ရက်နေ့23ရက်နေ့နဲ့28ရက်နေ့ဝင်းညနေမှာစကိုင်းနဲ့အထက်ပိုင်း30ရေဦးခင်ဦးဘက်ကတမရစစ်ကြောင်းတွေခြုံကိုတိုက်ခိုက်ခံရတယ်။အဲ့ဒီအတွက်တမရကလည်းကောင်တာပြန်ဝင်ပြီးတော့နေမီရှင်းလေးဆောင်ရွက်မှုတွေလေကြောင်းအပစ်ခတ်မှုတွေဂိုင်ရိုကော့ပတာပါရာမော်တာတွေနဲ့ကင်းထောက်ချေမှုတွေပြုလုပ်ခဲ့တဲ့အတွက်ဒီရက်ပိုင်းမှာလည်းရေဦးခင်ဦးကန့်မလို့ဒီ30တကြောမှာရှိနေတဲ့အကျန်းဖက်သမားတွေကအကျန်းဖက်အားပေးထောက်ခံသူတွေနေထိုင်တဲ့ရွာတွေလည်းဒီအကျန်းဖက်သမားတွေနဲ့အတူထိခိုက်မှုတွေရှိခဲ့ပါတယ် ။နောက်တစ်ချက်ကတော့အခုဒီပြီးခဲ့တဲ့နိုဝင်ဘာတတိယဘက်နောက်ဆုံးဘက်ထဲမှာပဲမန္တလေး၊စကိုင်း၊ရွှေဘိုလမ်းကြောင်းပေါ်မှာရှိနေတဲ့ဒေတက်မတော်ရဲ့လုံခြုံရေးတပ်ဖွဲ့ဆောင်ရွက်နေတဲ့စစ်ကြောင်းတွေကိုဝက်လက်မှာခြေပြုတ်ထားတဲ့ရွှေဘိုခရိုင်လက်အောက်ခံ PDF တွေကကြားဖြတ်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။တကယ်တော့ဒီစကိုင်းရွှေဘိုဝက်လက်တကြောဆိုတာကမိုင်60ကျော်အကွာဝေးလောက်သာရှိပါတယ်။ဒါပေမဲ့သခိုင်းကနေထွက်လာရင်အုံတော်အုံတော်ရဲ့အလွန်ဆရာောင်မြို့နယ်ပတ်ဝန်းကျင်မှာတော့အကျန်းဖက်ပီတရက်တွေအားကောင်းရဒေတာတစ်ခုဖြစ်နေတယ် မြင်းမုံနဲ့အရာတော်ပတ်ဝန်းကျင်နောက်ပြီးတော့ဒီစက်တောင်နဲ့သုံးဖွင့်ဆိုင်စုံနေတဲ့နေရာမှာအကျံဖက်သမားတွေအားကောင်းတဲ့နေရာဖြစ်တဲ့အတွက်ဟို wallet တကြောကလမ်းမကြီးကတော့ဒီတက်မလော့ကအပြည့်ပေါ်မစုံမနိုင်သေးဘူးဖြစ်ပါတယ်အဲ့ဒီတွေ့ပြီးခဲ့တဲ့ရက်ကပဲဒီရွာသားရောင်ကနေအခြေပြုတ်ပြီးတော့ရွှေဘူကိုနေမရှင်လေးဆောင်ရွက်နေတဲ့တက်မလော့စစ်ကြောင်းတွေကို wallet မှာအခြေပြုတ်ထားတဲ့ဒီအကျံဖက် PDF အဖွဲတွေကဆိုင်နိုင်ခွေဆိုင်နိုင်ကြီးကနေဆိုင်နိုင်လေးတကြောမှာကြပြတ်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်တိုက်ခိုက်ခံခဲ့ရတာကတော့ဆိုင်နိုင်လေးရွာမှာတိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ် တယ်။ဒါမှမဟုတ်စစ်ကြောင်းတွေကနေမြေရှင်လေးဆောင်ရွက်သွားတာကတော့ဝက်လက်နဲ့ဒီအရာတော်ရဲ့အစုံနောက်ပြီးတော့သခိုင်းနဲ့ရွှေဘိုချားမှာရှိနေတဲ့ checkpoint တခုလို့ဆိုလို့ရတယ်။ရွာသားရွာကနေပြီးတော့စုဖွဲ့ပြီးနေမြေရှင်လေးဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုးနေမရှင်လေးဆောင်ရွက်ခဲ့ပြီးတဲ့နောက်တက်မတော်စစ်ကြောင်းကြီးတွေကဒီရွှေဘုတ်ကိုဥတည်ပြီးတော့စစ်ကြောင်းထိုးသွားတယ်။နေမရှင်လေးဆောင်ရွက်သွားတဲ့အချိန်အကြံဖက်သမားတွေကစုဖွဲ့မှုတွေအတွင်တက်မတော်စစ်ကြောင်းတွေအနီကိုရွာသားအယောင်ဆောင်ပြီးတော့ဘေးမှာရှိနေတဲ့တပန်းစစ်ဆဲကြီးရဲ့မြောင်းလက်တက်တွေအသီးသီးကနေခြုံခိုလိုက်ခဲ့ပြီးတော့ကြားဖြတ်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာပါ။အဲ့ဒီတွင်ဆိုင်းနိုင်လေးကြီးရွာအနီမှာတက်မတော်စစ်ကြောင်းတွေကြားဖြတ်တိုက်ခိုက်ခံခဲ့ရတယ်။ဒါပေမဲ့ဒီရွှေဘုတ်ကနေပြန်လည်ပြီးတော့စစ်ကူလာခဲ့တဲ့တမန်တော်စစ်ကြောင်းတွေနဲ့ထိတွေ့တိုက်ပွဲတွေကြုံတွေ့ခဲ့ရတဲ့အတွက် ီရွှေဘိုဝက်လက်တကြောက PDF အကြံဖက်သမားဒီတည်ဆုံးမှုတွေရှိခဲ့ပါတယ်အကြံဖက်သမားတွေရဲ့ထုတ်ဖော်တဲ့ဒီတေဝင်ထုတ်ဖော်တဲ့သတင်းမှာတော့အကြံဖက်သမား၄ယောက်ထိခိုက်သေးဆုံးခဲ့တယ်လို့သိရပါပဲနေကြတဲ့မြေပြင်မှာဒေသခံသတင်းအရင်းမြစ်တွေစီကနေကြားသိရတာကတော့အဲ့ဒီနေ့ကအကြံဖက်သမားတွေခြုံကိုတိုက်ခိုက်ခဲ့ပြီးတဲ့နောက်နမခါကတက်လာတဲ့ပါရာမော်တာတွေဂျိုင်ရိုကော့ပတာတွေနဲ့ဒီရွှေဘိုမှာရှိနေတဲ့လာရ42ကနေမီကန်တရင်တက်ဖွဲ့တွေကပြစ်ကိုပေးခဲ့တဲ့အတွက်အညာသာတော်သာဝက်လက်သာ PDF တွေထိခိုက်သေးဆုံးမှုများခဲ့တယ်လို့သိရပါတယ် သူတို့ဒီသတင်းထုတ်ပြန်ခဲ့တယ်ဆိုတာကရုတ်ပြက်စင်းပြက်တေသွားပြီးတော့အလောင်းကိုတကြိုပေးရမယ့်အခြေအနေမျိုးရှိခဲ့တဲ့အကြံဖက်သမား၄ယောက်ကိုသာစီရင်ပြခဲ့တာဖြစ်ပေမဲ့တကယ်တမ်းတက်မတော်ရဲ့ဒီကောင်တာပြန်ဝင်တဲ့အချိန်တစ်ဖက်ကနာမခါခါတက်လာတဲ့ဂျိုင်ရိုကော်ပတာတွေပါရာမော်တာတွေတစ်ဖက်ကဖြူဘူကနေတက်လာတဲ့တက်မတော်စစ်ကြောင်းတွေနဲ့လည်းကြီးပြစ်ခတ်မှုတွေကြောင့်အကြံဖက်သမားထိခိုက်ဒေဆုံးကို၁၂ဦးရှိခဲ့တယ်ဆိုတဲ့သတင်းကိုကြားသိရပြီးတော့အတူပြက်၃ယောက်ပါသွားတယ်လို့တင်ကြားသိရပါတယ် အဲ့ဒီအတူပြက်တွေကတော့ wallet မြို့နယ်တဲကိုပဲပြန်လဲဆုတ်ခွာသွားရဲဆိုတော့တည်တွင်းနေကြသိရပါတယ်ပြောရမယ်ဆိုလို့ရှိရင်တော့ဒီသကိုင်းရွှေဘို wallet တကြောမှာက wallet အနီးမှာ checkpoint တွေတော်တော်များများရှိကြပါတယ် wallet ဆိုတာကလည်းသကိုင်းနဲ့ရွှေဘို जा မှာရှိပြီးတော့သူကသွားနိုင်တဲ့ LOC လမ်းကြောင်းတွေအများကြီးရှိတယ်မြောက်ဘက်မှာဆိုလို့ရှိရင်ရွှေဘို့ကိုသွားနိုင်တယ်အဲဒါအပြင်အရှေ့မြောက်ဘက်မှာဆိုလို့ရှိရင်စင်ကုန်းနဲ့ချိတ်ဆက်ထားတဲ့ ကြောင်မြောင်းထီကိုသွားနိုင်တာရှိတယ်လို့အနောက်ဘက်မှာဆိုလို့ရှိရင်လည်းအင်နာမဟာဗျူဟာလမ်းကြီးကိုဖြတ်ပြီးတော့ရွာသားရာကနေတဆင်ဒီအရာတော်မြို့နယ်တဲ့ကိုလည်းသွားနိုင်ပါတယ်အရာတော်နဲ့ဝက်လက်က -30 ကျော်25မိုင်အကွာဝေးတာရှိပါတယ်ထပ်ပြီးတော့ဒီဆက်သွားမယ်ဆိုလို့ရှိရင်တော့ဝက်လက်ကနေအရှိတောင်ဘက်ကိုဆက်လာရင်ဒီစကိုင်းရဲ့ပြူဟာလမ်းလို့ခေါ်လို့ရတဲ့လမ်းကနေတဆင်ဒီစကိုင်းနဲ့အတီလာတဲ့မင်းကူယူနီကွန်ကအဖွဲ့တွေအသုံးပြုနေတဲ့လမ်းပိုင်းလည်းဖြစ်ပါတယ်ဒါကတော့ဝက်လက်ရှေမကားကနေဒီပြူဟာလမ်းကြီးပဲဖြစ်ပါတယ် ယိုဟာလန်ကနေဒီမင်းကုန်းတောင်ရိုးရဲ့အနောက်ဘက်ဘဒူတို့တောင်ရင်းတို့ရွာတွေမှာအကျံဖက်သမားတွေစုဖွဲ့လာတွေပြုတ်လုတဲ့ရေမြင့်အင်းအင်းကြီးရဲ့ဘေးပတ်ချာလဲမှာအကျံဖက်သမားတွေစုဖွဲ့မှုတွေပြုတ်လုပြီးတော့အင်းကြီးရဲ့အနောက်ဘက်မှာရှိနေတဲ့ပကန်းတူရွာဒီလင်းတလူရွာကြားကြီးမှာကြားမင်းရွာစတဲ့ရွာတွေကအကျံဖက်ရွာတွေဖြစ်ပါတယ်ဆိုတော့ဒီစကိုင်းတိုင်းထဲမှာပြန်ကြည့်ရင်တိုင်းဒေသကြီးရဲ့မြို့တော်တခုဖြစ်တဲ့စကိုင်းတိုင်းကနေရွှေဘိုလမ်းကြောင်းမိုင်90ကျော်အကွာဝေးမှာအကျံဖက်သမားတွေစုဖွဲ့နေတဲ့ရွာတွေကအများပြားရှိပါတယ် ဒီမိုင်90ကျော်အကွာအဝေးမှာတမိုင်တကိန်နှုံးနဲ့အကျမ်းမက်သမားတွေကဆက်ကြီးတွေကောက်နေတာတွေရှိပါတယ်။ဒါအပြင်ဒီမန္တလေးနဲ့စကိုင်းရလန်းဒီစကိုင်းသတားကနေဖြတ်တန်းပြီးတော့တရားမွေကုန်စည်စည်းစင်းမှုတွေနဲ့ဒီလက်ပိလက်ရမှုတွေကြောင့်ကုန်စည်စည်းစင်းမှုတွေပေါ်မှာသွားလာနေတဲ့ရှင်တွေတရားမွေစီမောင်းခိုးတွေနဲ့တခြားသောအကျမ်းမက်သမားတွေအတွက်အသုံးပြုနေတဲ့စားမယ့်ရိက္ခာတွေဆေးဝါးတွေနဲ့ဒီလက်လုံမိုင်းတွေလက်လုံဘုံတွေအသုံးပြုလာရာတွေနဲ့ ဆက်ဆက်ပြီးတော့ချင်းတွင်းမြင့်နဲ့မိုးမြင့်တကြောမှာရွှေခိုးတူးတဲ့လုပ်ငန်းတွေပြုလုပ်မဲ့ဆက်ရန်နေရတွေဒီဆက်ဆက်ပစ္စည်းတွေအများပြားကိုလည်းဒီလမ်းကြောင်းကနေတည်ဆောက်နေရတဲ့ဆိုတဲ့သတင်းတွေလည်းကြားသိရပါတယ်။အဲဆိုတော့ဒီလမ်းမိုင်းမှာအကြံဖက်သမားတွေ PDF တွေကတရွာတကိတ်တမိုင်တကိတ်နဲ့ဖွင့်ထားကြတာဖြစ်ပါတယ်။အကြောင်းမလို့ဒီတက်မလော့ကနေမြေကန်တရင်တက်ဖွဲ့တွေကသကိုင်းအုံတော်တကြောမှာလည်းနေမြေရှင်လေးဆောင်ရွက်နေတာရှိတယ်။ရွှေဘုံမှာအခြေပြုပြီးတော့သကိုင်းဝက်လက်လမ်းပိုင်းဒီဆိုင်နိုင်ကြီးဆိုင်နိုင်လေးကနေတဲ့စင်ရွာသားရလမ်းတွေအထိကိုနေမြေရှင်လေးဆက်လက်ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီချိန်တွေမှာအကြမ်းဖက်သမားတွေဂျာဖြတ်တိုက်ခတ်မှုတွေပြုလုပ်ခဲ့တယ်။ရေဦးခင်ဦးကမ်းမလို့ဒဇယ်ပတ်ဝန်းကျင်ကလိုမျိုးတပ်မတော်စစ်ကြောင်းတွေကိုဂျာဖြတ်တိုက်ခတ်မှုတွေပြုလုပ်ဖို့အစီအစဉ်ခဲ့ပေမဲ့ ထိတွေ့တိုက်ပွဲနှစ်ကြိမ်မနက်ပိုင်းတစ်ကြိမ်တမတော်ကလာပြီးတော့စစ်ကြောင်းထုတ်ပြန်လဲကူပေးတဲ့စစ်ကူလာတဲ့အချိန်ထိတွေ့မှုနှစ်ကြိမ်အတွက်အကြံဖက်သမားဆက်နှစ်ယောက်ထိခိုက်သေးဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုကြားသိခဲ့ရတဲ့အတွက်စကိုင်းတိုင်းရဲ့စစ်ရေးအခြေအနေကဒီအကြံဖက်သမားတွေအားကောင်းတဲ့ရွာတွေ၁၀ရေဦးခင်ဦးဘက်တွေမှာတော့တမတော်ဘက်ကတချို့နေရာတွေမှာအရင်နေနေတာဖြစ်ပေမဲ့ဒီတမ30အခြေစိုက်ထားတဲ့စကိုင်းနယ်ရွှေဘို ပတ်ဝန်းကျင်တွေမှာတော့တမတော်ကကောင်တာပြောင်းဝင်တာမှာတက်တက်လက်လက်ဆောင်ရွက်လာနိုင်တာကိုတွေ့ရပြီးတော့နမခဘက်ကလည်းချက်ချင်းဆိုတော့လေချောင်းပစ်ကိုတွေကိုပေးလာနိုင်တာဖြစ်တဲ့အတွက်အကြမ်းဖက်တော်မတွေထိခိုက်သေးဆုံးမှုတွေများနေပါတယ်ဒီနေရာမှာနောက်ထပ်တစ်ချက်ကတော့တမတော်ကမိုးကုတ်နဲ့မိုးမိတ်ကိုပြန်လဲထိန်းချုပ်ပြီးတဲ့နောက်ပလောင်လက်နက်ကိုင်တပုံ DNL ရဲ့မောင်းထုတ်ခြင်းကိုခံလိုက်ရတဲ့အမိမဲ့သားရေနေငါဖြစ်သွားကြတဲ့အညာသားတောသားတွေကမိတွင်းငယ်ဆမ်မန်တကူလမ်းမိုင်းကနေတဆင်မလဲပစီကြီးရဇီကုန်းပတ်ဝန်းကျင်တွေကိုဆုတ်ခွာနေကြတဲ့လမ်းကြောင်းလည်းရှိတယ် နောက်တစ်ချက်ကတော့ဒီစင်ကူးနယ်တဲကိုပြန်လဲဝင်ရောက်လာပြီးတဲ့နောက်စင်ကူးနယ်ကနေတဆင်အနောက်ဘက်မှာရှိနေတဲ့ဒီဟင်းသာကြီးရွာကလမရွာစားတဲ့ရွာတွေကနေတဆင်ပြန်လဲဆုတ်ခွာလာရည်လည်းရှိတယ်ဒါအပြင်ဒီအကြမ်းဖက်သမားတွေထိန်းချုပ်ထားတဲ့နေရာတွေကတနေရာဖြစ်တဲ့ထုံကြီးတိုက်နယ်တွေကိုပြန်လဲဝင်ရောက်လာပြီးတော့အေယာရမစ်ကိုကူးပြီးဒီအနောက်မှာရှိနေတဲ့ဖန်ချောင်းရွာရေလယ်မော်ဒီနတ်မော်ဦးစားတဲ့ရွာတွေကနေတဆင်လဲဒီဇက်ကိုင်းရွှေဘိုဝဲလက်တကျော်ကိုပြန်လဲဆုတ်ခွာနေကြတာလည်းရှိပါတယ် ဒီလိုမျိုးအကြမ်းဖက်သမားတွေစစ်ပေးရှောင်စစ်ပေး PDF တွေအလုံးရင်းနဲ့ဝင်ရောက်လာတဲ့အတွက်တမလော်ကဒီရဲ့ပိုင်းမှာ AR မြေရိုးတစ်လျှောက်မှာရှိတဲ့အကြမ်းဖက်သမားတွေတောက်လျှောက်ဆူသလိုအသုံးပြုခဲ့တဲ့ကတိုးစိတ်တွေလှေစိတ်တွေမဲ့ဒီကန်းဆက်မှာရှိနေတဲ့အကြမ်းဖက်အားပေးရွာတွေကိုမျက်ခြေမပြတ်စောင့်ကြည့်မှုတွေပြုလုပ်လာခဲ့ပါတယ်။အဲ့ဒီတွေပြီးခဲ့တဲ့ရက်အနည်းငယ်ကလည်းတကောင်းမှာရှိနေတဲ့အကြမ်းဖက်သမားတွေစုဖွဲ့နေတဲ့ဒီထွေအုံယုံအနီးကနေရာကိုလျောင်းတက်ခန့်မှုပြုလုပ်ခဲ့တဲ့အတွက် တကောင်းပါကဖအမေရိကန် PDF တွေ on the spot တည်ဆုံးသူ၄ယောက်ရှိခဲ့ရဆိုတဲ့သတင်းတွေနဲ့ထိခိုက်မှုတွေရှိခဲ့တယ်ဆိုတဲ့သတင်းတွေလည်းကြားသိရသလိုမနေ့ကအမတရနေ့ည7:00နာရီဝန်းကျင်မှာပဲဒီဇကိုင်းရွှေဘူမြို့နယ်ထဲမှာဇကိုင်းရွှေဘူဝက်လက်မြို့နယ်ထဲမှာပါနေတဲ့နတ်မော်ဦးကျော်ကိုဒီကြောင့်တက်ခိုင်းမှုပြုလုပ်ခဲ့ပါတယ်။အဲ့ဒီနတ်မော်ဦးကျော်ဆိုတာကအရှိဘက်ကမရေယာဆင်ကူအဆက်ကနေအကျန်းဖက်သမားတွေအမြဲတမ်းဆိုလို့သွာလာနေကြတဲ့နေရာတွေဖြစ်ပါတယ်။ ဒါပြင်ပြီးခဲ့တဲ့ဇွန်ဇူလိုင်ပတ်ဝန်းကျင်တွေကလည်းဒီအကြမ်းဖက်သမားတွေကဒီလှေစိတ်တွေ၊ဂရုစိတ်တွေကိုအသုံးပြုပြီးတော့ရွှေတွေခုတ်တူးတယ်။ဒါပြင်ဒီမန္တလေးကနေတရားမွဲမှောင်ခိုလမ်းကြောင်းတွေကလည်းဝင်လာတဲ့စားနပ်ရိက္ခာတွေ၊စေးဝါးတွေ၊လူသုံးကုန်တွေကိုဒီဂရုစိတ်တွေကနေပဲတည်ပြီးတော့စကမ်းရှိဖို့ဘလက်ကအညာသာတောသား PDF တွေရဲ့လိုအပ်မှုတွေကိုဖြည့်ဆည်းပေးနေတာဖြစ်ပါတယ်။အဲ့ဒီတွေ့တမရော့ကလည်းလေကြောင်းတိုက်ခိုက်မှုပြုတ်လုခဲ့မှုတွေအတွက်ရေလဲမော်ငဖန်ကြောင်းအဲ့ဒီအောက်မှာရှိနေတဲ့ဒီတော့စတဲ့ရွာတွေကဒေသခံတွေဒီအကြမ်းဖက် PDF တွေကို ဆန္ဒပြတာတွေပဲဖြစ်ခဲ့ပူပါတယ်ဆိုတော့မနေ့ကညကတမတော်ရဲ့လေကြောင်းတိုက်ခတ်မှုပြုလုပ်ခဲ့တဲ့နတ်မော်ဦးရွာဆိုတာကလည်းထုံကြီးတိုက်နယ်ရဲ့အနောက်ဘက် AR မြေရိုးတစ်ချောင်းမှာရှိနေတဲ့အကြမ်းဖက်ရွာတွေရောဖြစ်ပါတယ်ရှိမကားနယ်ဘေးပတ်ဝန်းကျင်ကရှိတဲ့ရွာတွေကိုအများကြီးနှောက်ယှက်နေတဲ့နေရာတစ်ခုလို့ပြောရမှာဖြစ်ပါတယ်နမောဦးရွာဆရာကအင်ဂျီ200လောက်သာရှိပါတယ်။မနေ့ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကတော့စစ်ဘေးရှောင်အမိခံထားတဲ့ PDF အဖွဲ့တွေနဲ့အကြမ်းဖက်ထောက်ပို့တွေစုဖွဲ့နေတဲ့နေရာကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ တည်ဆုံးသူတွေထဲမှာအယက်သား၅ဥပါဝင်တယ်လို့သိရပြီးတော့ဒီအကြံဖက်အားပေးတဲ့ထောက်ခံသူတွေကတော့တည်ဆုံးသူ၁၁ဥရှိတယ်လို့ပြောဆိုတာလည်းရှိပါတယ်တည်ဆုံးသူတွေထဲမှာတော့အမျိုးသမီး၁ယောက်နဲ့ကျန်တာတွေကတော့အသက်အစိတ်အရွယ်အသက်30အရွယ်အသက်40အရွယ်အမျိုးသားတွေထိခိုက်တည်ဆုံးခဲ့ကြတယ်လို့သိရပါတယ်အဲ့ဒီဒီရေလဲမော်နဲ့လေကြောင်းတိုက်ခိုက်ခံရတဲ့ဘုံရတိုက်ခိုက်ခံရတဲ့နတ်မော်ဦးရွာဆိုတာကရွှေဘိုဘွက်လက်တကြောကအကျန်းဖက်သမားတွေဒီဘျူဟာလန်းကိုဖျက်ပြီးတော့ မန္တလေးဘက်ခြမ်းမရရဘက်ခြမ်းစင်ကူဘက်ခြမ်းကိုအုံပြုတ်နေတဲ့ LOC လမ်းကြောင်းဖြစ်ပါတယ်။ဆိုတော့တမ်းတော်ရဲ့မနေ့ကလေရောင်းတိုက်ခိုက်မှုကအကြမ်းဖက်သမားတွေ AR မြစ်ကိုဖျက်ကူးပြီးတော့ဒီတရားဝင်မောင်ခုံမှုတွေစစ်ပေးဆောင် PDF တွေရဲ့သွာလာမှုကိုအတိုင်းအတာတစ်ခုတည်းတော့ဟန်တားမှုဖြစ်သွားစေပါတယ်။ဘာကြောင့်လဲဆိုရင် အကြမ်းဖက်သမားတွေကဒီကြောင်မြောင်းတဲ့စင်ကူးကိုဆက်သွယ်ထားတဲ့ရန္နာတင်ကားကိုလည်းမိုင်းခွဲဖြက်စီးထားတာဖြစ်တဲ့အတွက်ဒီကုန်းလန်းတွေကသူတို့သွားလို့မရဘူး။ဒါပေမဲ့ထုံကြီးတိုက်နယ်ဒီဇကြက်ကြီးဇကြက်ကုန်းစတဲ့ရွာတွေကနေတဆင့်ဝက်လက်မြုံနယ်ထဲမှာရှိနေတဲ့ရှေးမကားရဲ့ဘေးပတ်ဝန်းကျင်မှာရှိနေတဲ့နေရာတွေကရွာတွေမှာပဲချိတ်ဆက်ပြီးတော့ကူတန်းနေကြတာပဲဖြစ်ပါတယ်။အဲတော့ဒီဘူဟာလန်းဆိုတာကလည်းအကြမ်းဖက်သမားတွေအဓိကအသုံးပြုနေတဲ့လမ်းမိုင်းဖြစ်ပါတယ်။စကိုင်းကနေထွက်လာမယ်ဆိုလို့ရှိရင်ဒီဘဒူတောင်ရင်ရွာလောက်ကနေစပြီးတော့ဒီကြောင်မြောင်းပတ်ဝန်းကျင်ဒီအကျန်းဖက်သမားတွေစုံမှုထားတဲ့နေရာ တွေစက်ကြီးကောက်နေတဲ့နေရာတွေဖြစ်ပါတယ်။ဒါကြောင့်မလို့လဲပြီးခဲ့တဲ့လအနေငယ်ကဒီအကျန်းဖက်သမားတွေအုံပြုနေတဲ့မင်းကွန်းက unicorn pdf တွေနဲ့ဒီစတောင်ပဝင်းညမှာစုဖွဲ့လှူရှားနေတဲ့ pdf တွေရဲ့အလုံးစီလမ်းကြောင်းစက်ကြီးကိတ်ဖွင့်ခဲ့တဲ့ဒီဘဒူရွာအနီးကစက်ကြီးစကန်စက်ကြီးကောက်နေတဲ့ဂိတ်ကိုလည်းတမရကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါသေးတယ်။အဲဒါအပြင်ဒီကြောင်မြောင်မြို့နယ်ထဲမှာဆိုလို့ရှိရင်လည်းတမရော်ကပြူဟာမှုအစဉ်ဗိုလ်မှူးကြီးအစဉ်ဖမ်းဆီးခံခဲ့ရတဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။ဒါကတော့ဒီပြည်သူ့စစ်ရွာလို့ခေါ်တဲ့ရွာတွေဟင်းသာကြီးရွာ ဒီကလမရွာကဗျူဟာကုန်းစကန်းတွေကိုအကြမ်းဖက်သမားတွေကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်လည်းရှိခဲ့ပါတယ်ဒီလိုတိုက်ခိုက်မှုတွေကလည်းဒီဇဂိုင်းရွှေဘူဝက်လက်ဗျူဟာလမ်းမကြီးကိုအုံပြုတ်ပြီးတော့ပဲအကြမ်းဖက်သမားတွေကတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်ဆိုတော့ဇဂိုင်းလမ်းရဲ့အခင်းကြီးကိုပြန်ကြည့်ရင်တော့ဝင်ပေါက်တီမှာကဇဂိုင်းမန္တလေးလမ်းမရှိမယ်ဒီ LOC လမ်းကြောင်းကုံလမ်းကနေတွက်မယ်ဆိုရင်တော့ရွှေဘူကြောင်မြောင်းစင်ကူလမ်းမရှိမယ် နောက်ထပ်တစ်ခုကတော့ဒီအထက်ပိုင်းမှာရှိတဲ့ထီချင်ကတာလမ်းပိုင်းရှိမယ်။တွေကဒီတမလို့ကထင်းချုပ်ထားတဲ့လမ်းပိုင်းတွေဖြစ်ပါတယ်။ဒီအတွက်အကျံဖက်သမားတွေက LOC လမ်းကြောင်းတွေကိုရေလမ်းတွေကနေတစဉ်ဇက်တွေတံမှန်နေနဲ့ကူးနေကြတာဖြစ်ပါတယ်။မိုးကုတ်မိုးမိတ်ကနေစစ်ပေးရှောင်လာတဲ့ PDF တွေကအခုတကောင်းကနေတစဉ်ဆမ်မန်ကိုဒီတွင်းငယ်ကနေတစဉ်အနောက်ဝမ်ရှိနေတဲ့ဒီမလဲရွာပစီကြီးရွာအဲဒီကနေတစဉ်မြေမွန်မြစ်တာမွန် န္တလေးမြကျိနာလမ်းပိုင်းကြီးကိုဖြတ်တန်းပြီးတော့ဇီးကုန်းလောက်ထိသွားလို့ရတဲ့လမ်းပိုင်းက30ရေဦးခင်ဦးကမ့်ဘလူကျွန်းလာပတ်ဝန်းကျင်ကရှိနေတဲ့အကြံဖက်သမားတွေအဓိကအလော့စီလမ်းကြောင်းကြီးဖြစ်ပါတယ်။ဒါကြောင့်တမ်းမတော်အနေနဲ့ဒေသခံနေမြေခံတိုက်ရင်တပ်ဖွဲ့တွေနဲ့တကိုင်းတန်းရဲ့ဝင်ပေါက်တွေရှိနေတဲ့ဒီကမ်းဆက်မှာ AR မြေရိုးတစ်ချောင်းမှာရှိနေတဲ့နေရာတွေကိုမျက်ချင်မပြတ်စောင့်ကြည့်ဖို့လိုပါတယ်။ပါရာမော်တာတွေဂျိုင်ရိုကော်ပတာတွေကို training ပေးပြန်တိုင်းဟာဝါလေးရဖို့ပြန်တန်းရင်းနဲ့ ဒီတွင်းငယ်ဆမ်မန်နကိုရဲ့တစ်ဖက်မှာရှိနေတဲ့မလဲပစီကြီးတကြောကအေရမီယိုတစ်လျှောက်ကိုလည်းမျက်ချင်မပြတ်ကင်းထောက်ဖို့လိုသလိုဆင်ကူးရဲ့အနောက်ဘက်မှာရှိနေတဲ့ဟင်းသာကြီးရွာကလမရွာကနေတဆင်ရှေးမကားရဲ့ကြားမှာရှိနေတဲ့ရွာတွေကိုလည်းမျက်ချင်မပြတ်ကင်းထောက်ဖို့လိုပါတယ်ဒါအပြင်ဒီဇကိုင်းနဲ့ဒီမင်းကုန်းရွာအဆက်မှာရှိနေတဲ့ယူနီကွန်အကြံဖက်သမားတွေစုဖွဲ့နေတဲ့နေရာတွေကိုလည်းမျက်ချင်မပြတ်စောင့်ကြည့်ဖို့လိုတယ်ဆိုတော့အချင်းချင်းနဲ့အခြေအနေမျိုးကိုမြင်တွေ့လာရပါတယ် ။ဆိုတော့စကိုင်းတိုင်းရဲ့စည်ရေးအခြေအနေကိုဒီပြန်ကြည့်ရင်တော့အကြမ်းဖက်သမားတွေကလည်းလက်ရင်လက်တလို့တမတော်စစ်ကြောင်းတွေကိုခြုံခုတိုက်ခိုက်တာတွေရှိတယ်။တမတော်ရဲ့နေမီကန်တိုင်ရင်တပ်ဖွဲ့တွေကလည်းအကြမ်းဖက်သမားတွေရဲ့စုဖွဲ့မှုတွေကိုတရင်ရလိုက်တာနဲ့ချက်ချင်းဆိုလိုလက်ဦးမှုရယူတိုက်ခိုက်တာတွေရှိတယ်လို့ဂျာပြတ်တိုက်ခိုက်မှုတွေပြုလုပ်ခံခဲ့ရတယ်ခြုံခုတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မျိုးရှိခဲ့ရင်လည်းချက်ချင်းဆိုသလိုကောင်တာယူအရှင်ပြန်ယူနိုင်တာကိုလည်းမြင်တွေ့လာရပါတယ် ဒါကအခုဒီစကိုင်းတိုင်းမှာနမခတိုင်းမှုအစ်စ်ပြောင်းလာပြီးတဲ့နောက်ချက်ချင်းဆိုသလိုအချင်းပြောင်းဖြစ်လာတဲ့စစ်စင်ရေးကိစ္စတွေတရင်ရရှိမှုနဲ့ဒီတရင်ကွင်းဆက်ရရှိမှုတွေမှာအပြောင်းလဲလေးတခုဖြစ်လာတာကိုမြင်တွေ့ရတာပဲဖြစ်ပါတယ်။ဒါပေမဲ့စကိုင်းတိုင်းထဲမှာတော့ NUGPP အုပ်စုတွေရဲ့လက်အောက်ခံ PDF အဖွဲ့ပေါင်း330ကျော်တဲ့ကအဖွဲ့ပေါင်း250ရှိတဲ့ဒေတာတခုဖြစ်တဲ့အတွက်စကိုင်းတိုင်းထဲက PDF တွေကိုတော့ဆက်လက်ပြီးနေမြင်ရှင်းလင်းဆောင်ရွက်သွားဖို့ကတိထက်ပို့ပြီးတော့ငါးစာမကဆယ်စာနေပါအားထည့်ပြီးဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ဒီလိုအားထည်ဆောင်ရွက်တဲ့နေရာမှာလည်းအကျံဖက်သမားတွေအတွက်အကျံဖက်သမားတွေရဲ့ငွေရပေါက်ရလန်းနေတဲ့ရေတောက်မြစ်တွေကိုဖျက်တော့ဖို့လိုပါတယ်။ဒီအပိုင်းမှာဆိုရင်လည်းဒီချင်းတွင်းမြစ်တကြောကအကျံဖက်သမားတွေစက်ကြေးယူပြီးတော့ခွင့်ပြုထားတဲ့ရွှေမျိုးတွေတကြောင်တိုက်ခိုက်ခံရတာကတပတ်ကျော်သွားပြီဖြစ်ပါတယ်။ဒါအပြင်တဖန်းစိတ်ရွာကြီးတဖန်းစိတ်ဆယ်ကြီးရဲ့မြစ်လက်တဲ့ကာဘိုးဆယ်နဲ့အောက်ခြေမှာရှိပြီးတော့သခိုင်းရွှေဘိုးတကြောကဆယ်မြောင်မောင်းမြောင်းပေါင်တွေကနေတဆင့်မုံမြင့်တကြောမှာရှိနေတဲ့ရွာတွေမှာရွှေခိုးတူးတဲ့လုပ်ငန်းတွေကဆက်လက်ဆောင်ရွက်နေကြဖြစ်တယ်လို့ တဖန်းစိတ်ဆယ်ကြီးမှာလဲကျွန်းလှနဲ့ကမ်းဘလိုကိုအခြေပြုပြီးတော့တဖန်းစိတ်ရွာရဲ့အရှိပဲ မြောက်ဖက်ဒေသတွေမှာရွှေခိုးတူးနေတဲ့ရွှေမျိုးဖောင်တွေလည်းရှိနေပါသေးတယ်။အရီကိုလည်းဆက်လက်ချင်းမုံသွားဖို့လိုပါတယ်။နမခမှာအခြေစိုက်ထားတဲ့ပါရာမိုတာတွေဂျိုင်ရိုကော့ပတာတွေနမခရဲ့လေဆေးကိုအသုံးပြုပြီးတော့ပဲဖြစ်ဖြစ်ဒေသခံနေမြေခံတရင်တပ်ဖွဲ့တွေကနေတစင်ပြန်တက်ပြီးတော့မင်းငင်းကဏီတကျော်ကလေးကလေးဝမော်လိုက်တကျော်နဲ့ဒီတစဲရေဦးခင်ဦးတကျော်တဖန်းစိတ်ဆယ်ပတ်ဝန်းကျင်တကျော်ခနေရာတွေကိုနေမြေရှင်လေးဆောင်ရွက်သွားဖို့လိုပါတယ်။ရေတောင်းမြစ်တွေကိုဖျက်တောက်နိုင်မှုလိုပါတယ်။ ပုံမှန်ဆိုရင်တော့မှစက်ကြီးတွေပေးပြီးတော့ PDF တွေကဒီနေရာတွေမှာအင်အားကြီးထွားနေကြတာဖြစ်ပါတယ်အခုဆိုရင်မိုးကုံမိုးမေကနဲ့စစ်ရှုံးလာတဲ့စစ်ပေးဆောင် PDF တွေကလည်းသခိုင်းတိုင်းတွေကိုလာရောက်ပြီးတဲ့နော်ဒီမရိယာစင်ကူတကျောမှာရှိနေတဲ့ရှေရင်းတွေကနေလည်းဆွန့်ခွာလာပြီးတဲ့နော်ချင်းတွင်မိုးမြင့်ပဝင်းကျင်တွေမှာရွှေခိုးတူဖို့ဆက်လက်ဆောင်ရွက်လာကြတာရှိပါတယ်။ဒါကြောင့်မလို့ဒီမိုးမြင့်နဲ့ချင်းတွင်မြင့်တကျောကရွှေမျိုးဖောင်တွေနေရာတွေကိုနေ့စဉ်နဲ့အမျှမျက်ခြေမပြတ်စောင့်ကြည့်တိုက်ခိုက်သွားဖို့လိုပါတယ်။ အကြမ်းဖက်တွေကိုဆက်ကြီးပြီးအကြမ်းဖက်တွေကိုငွေကြေးပေးပြီးတော့တူးဖော်နေတဲ့လုပ်ငန်းတွေအလုံးကအပြစ်မဲ့အရက်သားအနေနဲ့တတ်မှတ်လို့မရဘူးဖြစ်ပါတယ်။အကြမ်းဖက်သမားတွေရဲ့ကြီးထွားရာအကြမ်းဖက်သမားတွေရဲ့အင်အားတိစောက်မှုကိုတစ်ဖက်တစ်လမ်းကနေကူညီဆောင်ရွက်ပေးနေတာတွေဖြစ်တဲ့အတွက်အပြစ်မဲ့အရက်သားဆိုတဲ့ခေါင်းစဉ်ကိုဖယ်ပြီးတော့ အကျန်းဖက်အာဘေးသူတွေအကျန်းဖက်ထိန်းချုပ်ရာဒေသတွေမှာဝင်ရောက်နေထိုင်တဲ့အကျန်းဖက်တွေနဲ့ဆက်ဆက်သူတွေအဖြစ်သတ်မှတ်ပြီးတော့ဆက်လက်နေမြရှင်းလင်းဆောင်ရွက်သွားဖို့လိုပါတယ်။သခိုင်းတိုင်းရဲ့စည်ရေးအရှင်သခိုင်းတိုင်းမှာရှိနေတဲ့အကျန်းဖက်သမားတွေရဲ့စုဖွဲ့မှုစည်ရေးဖော်ဆောင်မှုတွေကိုအရှင်ကြကျင်ရင်တော့တဖန်းစီမူးမြစ်တကြောချင်းတွင်းမြစ်လက်တဲ့ချင်းတွင်းမြစ်ဝမ်းတကြောကနေရာတွေကိုနေမြရှင်းလင်းဆောင်ရွက်သွားဖို့လိုပါတယ်။ဆက်လက်ပြီးတော့ပေါင်ချဲ့ပြီးဆောင်ရွက်သွားရင်တော့သခိုင်းမန္တလေးနယ်ဒီကချင်ပြည်နယ်အဆက်မှာရှိနေတဲ့ဗမော်ပတ်ဝန်းကျင် ဒီစင်ခက်ပတ်ဝန်းကျင်ကရွှေမျိုးတွေကိုလည်းဆက်လက်တိုက်ခိုက်သွားဖို့လိုပါသေးတယ် ဒီနေရာတွေကတကယ်ကိုရေတောင်းမြစ်တွေဖြစ်တဲ့အကြမ်းဖက်သမားတွေအင်အားကြီးထွားရာပတ်စံတွေအခကျင်းငွေတွေစက်ကြီးတွေအပြင်လားစင်ကြီးတွေရရှိနေတဲ့နေရာတွေဖြစ်တဲ့အတွက်ဆက်လက်ဆောင်ရွက်သွားဖို့လိုတယ်ဆိုတဲ့အကြောင်းကိုလည်းဖြည့်ဆွတ်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ဒီစီဇန်လေးကိုညီကုန်းချုပ်ရမယ်ဆိုရင်တော့စကိုင်းတိုင်းရဲ့စီရေးအခြေအနေကတိုင်းမှုအပြောင်းလဲဖြစ်သွားပြီးတဲ့နောက်နိုင်မီကန်တရင်တပ်ဖွဲ့တွေရဲ့စီရေးလှုပ်ရှားမှုနဲ့တရင်ချိတ်ဆက်မှုတွေကောင်တာပြောင်းဝင်မှုတွေနဲ့စစ်ကူပေးနိုင်မှုတွေမှာလည်းအခြေစင်မိမိနဲ့ဆောင်ရွက်လာနိုင်တာဖြစ်တဲ့အတွက် ဒီစကိုင်းနိုင်ငံတွင်းမှာရှိနေတဲ့ PDF တွေအနေနဲ့ကတော့ပုံမှန်သူတို့ချိထားပြီးသားချောင်းမြောင်းတိုက်ခိုက်မယ်ဆိုတဲ့လမ်းဘေးထောင်မိုင်းဆွဲတိုက်ခိုက်မယ်ဆိုတဲ့အခြေအနေမျိုးတွေမှာစင်ခုံမှုတွေကြီးမားလာပြီးဖြစ်ပါတယ်ဒီတဲ့ပို့ပြီးတော့တမလို့စစ်ကြောင်းတွေနေမိကန်တရင်တက်ဖွဲ့တွေ တိုင်းတွေနဲ့ဒီစစ်တိုင်းမှုတွေနဲ့ပေါင်းဆက်ချိတ်ဆက်ပြီးဆောင်ရွက်သွားမယ်ဆိုရင်တော့ PDF တွေမှာတစ်ဖက်ကရေတောမြေတွေဖြတ်တောက်မယ်တစ်ဖက်ကနိုင်ငံရေးဖိအားတွေရှိမယ်တစ်ဖက်မှာလည်းစစ်ရေးအရာဖိအားတွေပေးထားနိုင်မယ်ဆိုရင်တော့ NUG ပြည်ပြည်အုပ်စုတွေရဲ့လက်ကင်တို့အသုံးချကန် PDF အညာသားတော်သားတွေအားလုံးကတစားတစားနဲ့ပျောက်ကွယ်သွားကြပါလိမ့်မယ် ဒါဆိုရင်နောက်ပိုင်းမှာနိုင်ငံတော်ကနေတက်မတော်ကနေကြီးမှုကျင်းပပေးတဲ့ရွေးကောက်ပွဲကာလတွေမှာလည်းဒီဒေတာရင်းတည်ငြိမ်အေဂျင်စီကိုအများကြီးဆောင်ရွက်သွားနိုင်မှာဖြစ်တယ်ဆိုတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ဒါမဲ့အစီအစဉ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်မှာပဲဖြစ်ပါတယ်။နောက်ဆုံးရစီရီသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော် channel လေးကို subscribe လုပ်ထားပြီးတောင်းဆိုပါရစေခင်ဗျာ။